လေးတတော်စင်ကျော်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်ဆက်ပြီးအိန္ဒိယကပြည်နယ်တစ်ခုမှာ Corif ချောင်းဆုပ်ပြောက်ဆေးရည်ကိုရောင်းချခွင့်ပိတ်ထားလိုက်ပါတယ်။ Matt Hyer Pradesh ပြည်နယ်က Chahinwara area မှာကလေး14ယောက်ကကြောက်ကပ်ပျက်စီးတယ်လို့ယူဆရတဲ့အခြေအနေတွေကြောင့်သေဆုံးခဲ့တဲ့နောက်စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခါဒီဆေးဝါးကအဓိကပြစ်ချမ်းလို့ယုံကြည်ရတဲ့အထောက်အထားတွေကိုရှာတွေ့လာခဲ့တာပါ။ဒါဝင်ရှိသူတွေရဲ့အဆိုအရ Corif ချောင်းဆုပ်ပြောက်ဆေးတွေမှာ လူခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေမဲ့ဓာတ်ပစ္စည်းအချို့အစားမြင့်မြန်မာမာပါဝင်နေတယ်လို့သိရပါတယ်။အိန္ဒိယရဲ့ဆေးဝါးစံနှုန်းထိန်းချုပ်ရေးဗဟုအဖွဲ့ကတော့ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအနေနဲ့စုစုပေါင်းဆေးဝါး19ခုရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုပြန်လည်ဆန်းစစ်လေ့လာနေတယ်လို့ပြောပါတယ်။အဲ့ဒီထဲမှာချောင်းဆိုးပြောက်ဆေးရည်တွေပို့သက်ဆေးတွေပါဝင်ပြီးပြည်နယ်ပေါင်း6ခုမှာဖြန့်ကျက်ထုတ်လုပ်နေတယ်လို့သိရပါတယ်။ Corif ဆေးရည်ရဲ့နမူနာတစ်ခုကတော့ခြံတိုင်းမြို့ဆေးဝါးစစ်ဆေးမှုတက်ခွဲဌာနရဲ့ရလက်အဖြစ်အရာ ဘေးမကင်းဘူးဆိုတဲ့အချက်လက်ထွက်ပေါ်လာတယ်လို့တမီနာဒူပြည်နယ်ဆေးဝါးထိန်းချုပ်မှုဌာနကကြေညာခဲ့ပါတယ်မတ်ဟိုင်ယာပရာဒိချအစိုးရကတော့ချာဟင်ဝါရာမှာကလေး14ရောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီးခိုရစ်ချောင်းဆိုးပြောက်ဆေးရည်ရောင်းချခွင့်ကိုချက်ချင်းတားမြစ်ပိတ်ပင်ထားလိုက်ပါတယ်ကြောက်ကပ်ပျက်စီးတယ်လို့ယူဆရတဲ့အခြေအနေအကြောင်းကလေးတွေသေဆုံးမှုမှာပထမဆုံးဖြစ်စဉ်ကတော့စက်တင်ဘာ9ရက်နေ့ကစပြုခဲ့တယ်လို့သိရပါတယ်လောလောဆယ်မှာတော့ဆေးဝါးမသက်ရှင်းမှုကြောင့်လို့ယုံကြည်ရတဲ့အခြေအနေမှာ အပြင်းထန်နာမကျန်းဖြစ်နေတဲ့ကလေး6ဦးဆေးရုံတက်နေရပြီး3ဦးကတော့အခြေအနေအတော်ကြီးစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ဒီနယ်အစိုးရအာဏာပိုင်တွေကတော့သေဆုံးခဲ့တဲ့ကလေး14ဦးရဲ့မိသားစုတွေကိုနစ်နာကြေးပေးမယ်လို့တီးပြထားပါတယ်။ဒီနယ်ဝန်ကြီးချုပ်ကလည်းကလေးတွေသေဆုံးခဲ့တာဟာအရန်ကြေကွဲစရာကိစ္စမျိုးလို့ပြောကြခဲ့ပြီးတာဝန်ရှိသူတွေကိုစီးမြဲဥပဒေတွေနဲ့အညီအရေးယူမယ်လို့လူမှုကွန်ရက်မီဒီယာ Twitter မှာရေးသားထားပါတယ်။နောက်ပြီး Corif နဲ့ဆက်ဆက်တယ်လို့ယူဆရတဲ့သေဆုံးမှုတွေက ရာဂျစ်စတန်ပြည်နယ်မှာလည်း၃ခုလောက်တွေ့ထားပြီးအတီးပြူနိုင်ဖို့စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်ရှင်။